ဂုံတိတ်ခါကိုပြန်လဲယူဆောင်လာသူအမိုက်စားရွှေတမန်အခန်း၄၀ခန်းမှ၅၀အထိစင်ခန်လဘောကင်ဒီကားကြီးကိုမောင်းနေရင်ငွေသားတွေပိုင်ဆိုင်မှုစာချုပ်တွေနဲ့ရှယ်ယာလွဲပြောင်းစာရက်စာရမ်းတွေအပြည့်ထည့်ထားတဲ့တစ်တာကြီးတစ်လုံးကိုတင်ဆောင်ရင်းကာတာမီသားစုရဲ့အဓိကအင်တော်ကြီးစီတို့ဘရိုက်စ်တယောက်အောင်နိုင်သူတယောက်ရဲ့ဟန်ပန်ပြည့်နဲ့ပြန်လဲရောက်ရှိလာခဲ့သည်အင်တော်ကြီးရဲ့ကကာတာမီသားစုဝင်တွေကဘရိုက်စ်ရဲ့ဘေးမှာဝိုင်းဝန်းလာကြပြီးခန်းရထဲဝါလာတဲ့ကားကြီးနဲ့ဒေါ်လာ15တန်းကျော်တန်မှုရှိတဲ့ပစ္စည်းတွေပါဝင်တဲ့တစ်တာကြီးကိုအန်အောမင်တက်ကလေးစားကြည့်ညိုတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်သူတို့ကဘရိုက်စ်ကိုလည်းချီးကျူးစကားတွေဆက်တိုက်ပြောဆိုလာကြတော့သည် ။ Bryce ကတကယ်ကိုအရေးချင်းရှိတာပဲ။ဒီလောက်ပစ္စည်းတွေအများကြီးအိမ်ကိုပြန်ယူလာနိုင်ခဲ့တယ်။ Katami Dazu ကမကြခင်မှာပြန်ပြီးနှုတ်ထလာတော့မှာပဲ။သူကအဖိုးတော်မနေ့ရဲ့တကယ်သွေးသားရင်ချာမြေတယောက်ဖြစ်နေတကယ်ကိုထိုက်တန်ပါပြီလေ။ထော်လိုက်တာအနာဂတ်မှာ Bryce ကသာမိသားစုကိုဆက်ခံမယ်ဆိုရင်ငါတို့အားလုံးစိတ်အေးလက်အေးနေလို့ရပြီ။ကောင်းလိုက်တာ Bryce ကငငယ်ကလေးကထူးချွန်ခဲ့ရပဲ။သူကအောင်မြင်မှုကြီးကြီးမားမားတွေရယူဖို့အတွက်မွေးဖွားလာတဲ့လူပဲအခုသူကပို့ပြီးတော့တောင်အရေးချင်းရှိလာပြီပဲဟုတ်တယ်မဟုတ်လား ကာတာမီသားစုဝင်တွေရဲ့မျက်နှာချိုးတွေးတဲ့စကားလုံးတွေနဲ့ချီးကျူးမှုတွေက Bryce ကိုမိုးပေါ်ပြန်နေတယ်လို့ခန်းစားသွားစေခဲ့သည်။ Dominic ကလည်းသူ့ရဲ့မြေပေါ်မှာအလွန်အမင်းကျင်းတဲ့အားရနေပြီးမျက်နှာကြီးတစ်ခုလုံးပြုံးဖြစ်နေခဲ့သည်။ Bryce မဆိုးဘူး။မင်းကောင်းကောင်းလုပ်ငန်းခဲ့ရပဲ။အနာဂတ်မှာကာတာမီသားစုကိုမင်းလက်ထဲကိုစိတ်အေးလက်အေးအပ်ခဲ့လို့ရလောက်ပြီပဲ။ Dominic က Bryce ရဲ့ပခုံးကိုပုတ်လိုက်သည်။ Bryce ကအလျင်မြန်ပဲကျုံးနှုံစွာနဲ့"ကျေးဇူးတင်ပါတယ်အဖိုး။ကျွန်တော်အနာဂတ်မှာပိုကြီးစူးစမ်းမှာပါ။အဖိုးကိုဘယ်တော့မှစိတ်မပြတ်စေရပါဘူး။"ဒီလိုပျော်ရွှင်စရာအခိုက်အတန့်မှာပဲကာတာမီသားစုဝင်တယောက်ကစိုးရိမ်တကြီးနဲ့ပြေးဝင်လာခဲ့သည်။ ဒုက္ခတော့ရောက်ကုန်ပြီအဖိုးမကောင်းတော့ဘူးအရေးကြီးကိစ္စပေါ်လာပြီဘာဖြစ်တာလဲဘာလို့ဒီလောက်တောင်ထိတ်လန့်တကြားဖြစ်နေရတာလဲဘရိုက်စ်ကရုတ်တရက်ပြေးဝင်လာပြီးပျော်ရွှင်စရာအငွေ့သက်ကိုဖြစ်စည်းလိုက်တဲ့လူကိုဒေါသတကြီးစိုက်ကြည့်လိုက်သည်စက်ယုံွေကလူတွေတရင်ပို့လာပါတယ်ကာရာကော်ပိုရေးရှင်းပိုင်စက်ယုံအားလုံးကိုထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်းမှာစီမင်းစီကံချိုးဖောက်မှုတွေရှိနေတယ်ဆိုတော့အကြောင်းပြချက်နဲ့ယာယီပိတ်သိမ်းပြီးတော့ပြန်လည်ပြုပြင်မှုတွေလုပ်ရမယ်လို့ပြောနေပါတယ်ဗျာဗဏ္ဍာရေးဌာနကလည်းအကြောင်းကြားစာတစ်စောင်လက်ခံရရှိခဲ့ပါတယ်ကျွန်တော်တို့ကော်ပိုရေးရှင်းရဲ့ဗဏ္ဍာရေးဆိုင်ရာစွန့်စားမှုက အရင်မြင်မာနေလို့ချေးယူထားတဲ့ချင်းငွေအားလုံးကိုဒီနေ့မကုန်ခင်ပြန်လဲပေးဆက်ရမယ်လို့ဆိုပါတယ်ဗျာမဟုတ်ရင်ကျွန်တော်တို့ကိုတရားစွဲဆိုပြီးဒေဝါလီခံကြောင်းကြေညာပြီးတော့ကုမ္ပဏီကိုဖျက်သိမ်းရှင်းလင်းတဲ့လုပ်ငန်းစဉ်တွေစတင်ရလိမ့်မယ်လို့ပြောပါတယ်ဗျဒီသတင်းကတော့မိုးချိုပစ်ချလိုက်တယ်လို့ဖြစ်သွားခဲ့သည်အားလုံးရဲ့ခေါင်းပေါ်ကိုဘုံးတလုံးချက်ချင်းကြားရောက်လာတယ်လို့ကာတာမီသားစုများခန်းစားလိုက်ကြရသည်ဒေါမနစ်ရဲ့မျက်နှာအမူအရာကတိတိတသာပြောင်းလဲသွားပြီးရုတ်တရက်မတ်တက်ထားရက်လိုက်သည်ဘလို့ဖြစ်ပြီးဒီလိုဖြစ်ကုန်ရတာလဲဘရိုက်စ်ရဲ့မျက်နှာကလည်းထူးထူးခြားခြားမဲမောင်သွားခဲ့သည်ဒါရီအားလုံးကအရန်ရုတ်တရက်ဆန်လုံးတယ် တယောက်ယောက်ကကာတာမီသားစုကိုတိုက်ခိုက်ဖို့စူးစမ်းနေတာပဲဖြစ်ရမယ်။ကာတာမီသားစုကအကျိုးမြတ်အများဆုံးရရှိဖို့ကိုအဓိကထားတာဖြစ်တော့ကြောင့်သူတို့ရဲ့စက်ယုံတွေကထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်းမှာစီမင်းစည်းကမ်းအလုံးကိုတရားရာခိုင်နှုန်းလိုက်နာဖို့ဆိုတာကတော့ခက်ခဲမှအသေးချပင်ဖြစ်သည်။ဒါကြောင့်တစုံတစ်ယောက်ကတမင်တက်တက်စစ်ဆေးဖို့စူးစမ်းခဲ့ပြီဆိုရင်အောင်မြင်မှအသေးချပေးသည်။သို့တော်လည်းပုံမှန်အဖြစ်စစ်ဆေးမှုတွေရှိခဲ့ရင်ပင်ကာတာမီသားစုနဲ့ရင်းနှီးတဲ့သူတွေကကြိုတင်ကြောင်းကြားလိမ့်ရှိပြီးသူတို့စက်ယုံတွေကိုချက်ချင်းပိတ်သိမ်းတာမျိုးတော့မရှိခဲ့ဘူးပဲ။ဒါအပြင်ပြန်လည်ပြုပြင်မှုကဘလောက်ကြာမလဲဆိုတာကိုမိသူများသိနိုင်လိမ့်မည်မဟုတ်ပေ။ စက်ရုံတွေကိုတရက်ပိတ်သိမ်းရုံနဲ့ပင်အကြီးအကျယ်နစ်နာဆုံးရှုံးမှုတွေနဲ့ကြီးမားတဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်ပေသည်ဒါအပြင်သူတို့ကပိတ်သိမ်းမှုကဘယ်လောက်ကြာမလဲဆိုတာကိုလည်းကြိုတင်ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေကာတာမီသားစုရဲ့စီးပွားရေးကနောက်ပိုင်းတွင်တိတ်မကောင်းလာတော့လဲဘဏ်ကချင်းငွေအလုံးကိုတရက်အတွင်းပြန်လဲအနှံခိုင်းခြင်းကတခြားအကြောင်းပြချက်တွေရှိရမယ်လို့သူတို့ခန့်စားနေရသည်ဘရိုက်စ်ကဒေါသထွက်နေချိန်တွင်ဒေါမနစ်ကတေချာစဉ်းစားပြီးညွှန်ကြားလိုက်သည်ဘရိုက်စ်မစ္စတာရှော့စီကိုအမြန်ဆုံးဖုံးဆက်ပြီးစက်ရုံတွေမှာဘာတွေဖြစ်နေလဲအဆက်အသွယ်တွေတုံးပြီးရှော့ပေါ့ပေးဖို့ဖြစ်နိုင်လားဆိုတာစုံစမ်းကြည့်စမ်းဘဏ်ကိုလည်းအမြန်ဖုံးဆက် ရိုက်စ်ကအလျင်မြန်ပဲဖုန်းချိန်ချိန်ခေါ်ဆိုခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲမစ္စတာရှော့ကဖုန်းလုံးဝမကင်ခဲ့ပေ။ဒါ့အပြင်ဘန်ကလည်းသူတို့အားအေးဆက်ဆက်တုံ့ပြန်မှုတွေသာပေးခဲ့ပြီးအကဲဖြတ်မှုအချို့အရကာရာကော်ပိုရေးရှင်းရဲ့ဗဏ္ဍာရေးဆိုင်ရာစွန့်စားမှုကအယံမြင်မာတယ်လို့တက်တေပြနေတာကြောင့်ချင်းငွေတွေကိုပြန်လည်ပေးဆက်ရမယ်လို့ပဲဆိုခဲ့သည်။ဒီသတင်းကကာတာမီသားစုဝင်တွေကိုပို၍ပင်စိတ်ပြတ်အားငယ်သွားစေခဲ့သည်။မစ္စတာရှော့ကအရင်ကကာတာမီသားစုနဲ့အလွန်ရင်းနှီးသောဆက်ဆံရေးရှိခဲ့တော်လဲဒီတစ်ခါမှာတော့သူကကြိုတင်ကြောင်းမကြားခဲ့ရုံမကသူတို့ဖုန်းတွေကိုတောင်ကင်ဖို့ညှဉ်းဆန်းခဲ့သည်။ ဒီတစ်ခါစက်ယုံတွေပိတ်သိမ်းမှုမှာမစ္စတာရှောတောင်မစောကားရဲ့တစုံတယောက်ပါဝင်ပတ်သက်နေရဆိုတာထင်ရှားနေပေသည်။ဗန်ချင်းငွေကိစ္စကသူတို့အတွက်ပို၍ပင်စိုးရိမ်ပူပန်စေခဲ့သည်။ကာတာမီသားစုရဲ့ငွေကြေးလည်ပတ်မှုကဗန်ချင်းငွေတွေအပေါ်မှာအတိုင်းအတာတစ်ခုအထိမိခိုနေရခြင်းဖြစ်သည်။သူတို့လက်ထဲရှိငွေသားကချင်းငွေတွေကိုပြန်လည်ပေးဆက်ဖို့အတွက်အများကြီးနေနေပြီး Price Kuna ကမှတည်ယူလာခဲ့သောပိုင်ဆိုင်မှုတွေကိုထည့်ထွက်ခဲ့ရင်ပင်လုံလောက်လိမ့်မည်မဟုတ်ပေ။တိတာထဲမှာပစ္စည်းအောင်ငယ်တွင်ငွေသားတန်းကတာအသုံးပြုလို့ရနိုင်ပြီးပိုင်ဆိုင်မှုစာချုပ်များနဲ့ဇိမ်ခံကားအတွက်လုပ်ငန်းစဉ်များကတော့အချိန်မီပြည့်ပြတ်နိုင်လိမ့်မည်မဟုတ်ပေ။ ကာတာမီသားစုတစ်ဖွဲ့လုံးဘာလို့ရမှန်းမသိဖြစ်နေချိန်တွင်သူတို့ဘော်တို့ပိုကြီးမားတဲ့ထိုးနှက်မှုတစ်ခုထက်မှန်ကြောက်ရောက်လာခဲ့ပြန်သည်။ကာရာကော်ပိုရေးရှင်းရဲ့ဗဏ္ဍာရေးဌာနအကြီးအကဲကနဖူးမှာချွေးရွေဆုပ်နေရပြေးဝင်လာခဲ့သည်။ဟုတ်ကထာကြီးဒုက္ခတော့ရောက်ပြီထင်တယ်။မိဖက်ကုမ္ပဏီတော်များများကကျွန်တော်တို့နဲ့စာချုပ်တွေကိုဖျက်သိမ်းဖို့အတွက်တောင်းဆိုနေကြပါတယ်။ကျွန်တော်တို့တို့ကိုဘလို့မှတားလို့မရတော့ဘူး။အခုကုမ္ပဏီရှိမှလူတော်များများစုဝေးနေကြပြီးတော့ကျွန်တော်တို့နဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုဖျက်သိမ်းပေးဖို့နဲ့အကျွေးတွေပြန်ဆက်ပေးဖို့တောင်းဆိုနေကြပါတယ်ခင်ဗျာ။ဒေါမနစ်ကဆိုဖာဘော်တို့ဖုံးခနဲ့မိအောင်ထိုင်ချလိုက်ပြီးမျက်နှာတစ်ခုလုံးသွေးမရှိတော့တယ်လို့ဖြူဖြော့သွားခဲ့သည်။ ငါတို့နောက်ွယ်ကနေဒီလိုပြည့်ရရေစင်နေတဲ့သူကဘသူလဲဆိုတာမင်းတို့အားလုံးသွားစုံစမ်းကြစမ်း။သူကအေးဆက်ဆက်အမိတ်ပေးလိုက်ပြီးတဲ့နောက်တွင်ကာတာမီသားစုဝင်တွေကဆက်ပြီးအချိန်မဆွဲရတော့ပဲမရေမတွက်နိုင်တဲ့ဖုန်းခေါ်ဆိုမှုတွေကိုပြုလုပ်ကြတော့သည်။ Hello Mr. Wisenla ခင်ဗျာ။ကျွန်တော်ကာတာ Corporation ကပါ။ခင်ဗျားတို့ကုမ္ပဏီနဲ့ကျွန်တော်တို့ရဲ့စာချုပ်ကဟာဖုန်းချသွားပြီ။ Hello Mr. Whitela ခင်ဗျာ။ကျွန်တော်တို့ရဲ့စာချုပ်အကြောင်းမေးချင်လို့ပါ။ Hello Hello မိဖက်ကုမ္ပဏီအသီးသီးကတာဝန်ရှိသူတွေကကာတာမီသားစုရဲ့မိကုန်းတွေကိုကြားလိုက်တာနဲ့ချက်ချင်းဖုံးချသွားကြသည် အကြီးကျယ်စ조사ပြီးတဲ့နောက်တွင်သူတို့ကအရင်ကမကြာခဏပူးပေါင်းဆောင်ရွက်ခဲ့ပြီးတော့ကုမ္ပဏီတစ်ခုစီကနေတရင်ချက်လက်ချို့ကိုနောက်ဆုံးမှာတော့ရရှိခဲ့သည်ကျွန်တော်ကိုတော့အပြစ်မတင်ပါနဲ့ဗျာကာတာမီသားစုကလူကြီးပိုင်းတစ်ယောက်ကိုသွားပြီးစော်ကားမိခဲ့လို့ကျွန်တော်တို့ပါဒုက္ခရောက်ကုန်တာပါမစ္စတာအီဗန်ကအားကိုးရမယ်ဆိုပြောလိုက်သည်ဒေါမနစ်ရဲ့နှလုံးသားကထိတ်ခနဲဖြစ်သွားပြီးသူကဖုန်းကိုအလျင်မြန်ဆွဲယူလိုက်သည်မစ္စတာအီဗန်ကျွန်တော်မျက်နှာကိုထောက်ထားပြီးတော့ကာတာမီသားစုကလူကြီးပိုင်းကိုစော်ကားမိခဲ့လဲဆိုတာပြောပြပေးလို့ရမလားဗျာမစ္စတာအီဗန်ကတပြင်းချလိုက်ပြီးပြောလိုက်သည်မစ္စတာကာတာ ကျွန်တော်ခင်များကိုမပြောချင်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်လည်းတကယ်ကိုမသိပါဘူးကျွန်တော်တို့လည်းလူတယောက်စီကနေဖုန်းတကောလက်ခံရရှိခဲ့ပါတယ်သူကကျွန်တော်တို့ကုမ္ပဏီကခင်များတို့နဲ့ပူးပေါင်းဆောင်ရွက်မှုကိုမဖြတ်သိမ်းရင်ဒုက္ခရောက်လိမ့်မယ်လို့ပြောခဲ့ပါတယ်ကျွန်တော်ကြောက်เสียကောင်းအောင်ချင်းချောက်ရတာဒါမှမဟုတ်လိန်ညာနေတာလို့မထင်လိုက်ပါနဲ့တခြားသူတွေကိုမေးကြည့်ရင်ခင်များသိလာပါလိမ့်မယ်မစ္စတာအီဗန်ကနောက်ထပ်ဘာမှမပြောဘဲဖုန်းချသွားခဲ့သည်ဒေါမနစ်နဲ့တခြားကဒါမီသားစုဝင်တွေအားလုံးရဲ့မျက်နှာမူအရာတွေကတော့ညှို့ငယ်နေခဲ့ကြသည်အတီးပြုတ်ဖို့အတွက်နောက်ထပ်ဖုန်းတွေခေါ်ဆိုနေစရာမလိုတော့ပေ အဆိုပါလူကြီးပိုင်းဆိုသူကသူတို့စက်ရုံတွေကိုထုတ်လုပ်မှုရက်ဆိုင်သွားစေနိုင်ပြီးဘဏ်ကလည်းသူတို့ရဲ့ချင်းငွေအားလုံးကိုတရက်အတွင်းပြန်လည်ပေးဆက်ခိုင်းဖို့အတွက်ညွန်ကြားနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကသူတို့ဟာတကယ့်ကိုအင်အားကြီးမားတယ်ဆိုတာကိုပြသနေတာပဲဖြစ်သည်ဒါပေမဲ့သူတို့ဦးနှောက်ချောက်အောင်စဉ်းစားခဲ့တော့လဲသူတို့ကဘလူကြီးပိုင်းတယောက်ယောက်ကိုစော်ကားမိခဲ့လဲဆိုတာကိုတော့စဉ်းစားလို့မရခဲ့ကြပေထို့စဉ်ဒေါမနစ်ကရုတ်တရက် Bryce ယူလာခဲ့တော့တစ်တာကြီးကိုလှမ်းကြည့်လိုက်မိသည်တစ်တာဖုံးကပွင့်နေပြီးပန်းရောင်ပန်းစက်ကူထက်တွေနဲ့အတူထောက်ခံစာရက်စာရန်ပုံကြီးကိုပါမြင်နေရသည်ဒေါမနစ်ကရုတ်တရက်တစ်ခုခုကိုတတိယသွားပြီး အသက်ကိုပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက်ဘရိုက်စ်ရဲ့ဘားကိုဖြောင်းခနဲမိအောင်ရိုက်ချလိုက်လေတော့သည်လက်စတက်တော့မင်းကြောင့်ဖြစ်နေတာကိုရုတ်တရက်နဲ့ကြေလောင်လာတဲ့ဘားရိုက်ချက်ကြောင့်ဘရိုက်စ်ကကြောင်ငေးသွားခဲ့ပြီးသူတတိပြန်ဝင်လာဖို့အချိန်တော်ကြာယူလိုက်ရသည်ဘရိုက်စ်ကမတရားခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးသူ့မျက်နှာကိုအုတ်ကင်ထားရင်းမေးလိုက်သည်အဖိုးကျွန်တော်ဘာမှလုပ်မိလို့လဲဒေါမနစ်ကတစ်တာကြီးကိုဒေါသတကြီးလက်ညှိုးထိုးရင်းမင်းအခုထိသဘောမပေါက်သေးဘူးလားမနေ့ကအဲ့ဒီမိသားစုရှိမှမင်းဘာတွေပြောခဲ့လဲဒီနေ့မင်းတို့စီကနေဒီပစ္စည်းတစ်တာကိုလူယူလာပြီးတဲ့နောက်မှာပဲငါတို့စက်ယုံတွေပိတ်သိမ်းခံရတယ် ထုတ်လုပ်မှုလိုင်းတွေပြန်လည်ပြုပြင်ဖို့ရက်ဆိုင်လိုက်ရတဲ့ဘဏ်ကတောင်ငါတို့ရဲ့ချင်းငွေအားလုံးကိုပြန်ဆက်ခိုင်းနေပြီးတော့ငါတို့ရဲ့မိဖက်ကုမ္ပဏီတော်များများကလည်းငါတို့နဲ့စာချုပ်တွေကိုဖျက်သိမ်းခိုင်းနေကြတယ်။စဉ်းစားကြည့်စမ်းငါတို့ဘ து ကိုတွားပြီးစော်ကားမိခဲ့လို့လေ။ Bryce ချက်ချင်းပဲစက်တေတေသွားခဲ့သည်။လွန်ခဲ့တဲ့နှစ်ရက်အတွင်းကအဖြစ်အပျက်တွေကိုပြန်စဉ်းစားကြည့်ပြီးတဲ့နောက်မှာတော့ Bryce ကမျက်တောင်ခတ်လိုက်ပြီးမယုံကြည်နိုင်စွာနဲ့မေးလိုက်သည်။အဖိုးဆိုလိုတာကဒါရီအားလုံးကိုအီတန်စော်ယာကလုပ်ခဲ့တာလို့ပြောချင်တာလား။ Dominic ကမကြည်မနက်နဲ့ပြန်မေးလိုက်သည်။"သူမဟုတ်ရင်တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ။" ဒီရက်ပိုင်းအိမ်မှာအတော်လေးအေးချမ်းနေခဲ့တာဒါပေမဲ့မင်းကမင်းရဲ့လူတွေကိုခေါ်ပြီးသူတို့စီကနေဒီတိတ်တာကိုလူယူလာပြီးခဲကဆိုးရွားတဲ့ယာတွေကတခုပြီးတခုဖြစ်လာခဲ့တာပဲဒါကငါတို့ကရှာလော့ကာတာအတွက်ရည်ရဲတဲ့လက်ဆောင်တွေကိုလူယူသွားခဲ့လို့ဆော်ယာမီသားစုဘက်ကငါတို့ကိုတတိပေးလိုက်တာပဲဖြစ်ရမယ်အဲ့ဒီခါကျမှပဲ Bryce ကဆော်ယာမီသားစုကရှာလော့ရိုမီသားစုကိုစောင့်ကြည့်နေခဲ့တယ်ဆိုတာကိုသဘောပေါက်သွားတော့သည်သူကပူလောင်ပြီးညည်းနေတဲ့သူ့မျက်နှာကိုအုတ်ကင်ထားရင်အလွန်မင်းမတရားခံရတယ်လို့ခံစားလိုက်ရသည်အစကတည်းကခြေရုံတို့အိမ်ကိုသွားပြီးစစ်ဆက်လက်ဆောင်တွေကိုလူယူဖို့အကြံပေးခဲ့တာသူမဟုတ်ခဲ့ပဲ ဒါအပြင်သူတို့အားလုံးကလည်းကြိုတင်သဘောတူခဲ့ကြခြင်းဖြစ်သည်အခုတော့သူတို့ကသူ့ကိုပဲအပြစ်တင်နေကြသည်ဘလို့ပဲဖြစ်ဖြစ်မင်းကဒီတက်တာကိုဒီကိုယူလာပြီးအမကြီးတစ်ခုကိုကျူးလွန်ခဲ့တဲ့အတွက်မင်းပဲဒီကိစ္စကိုပြန်ဖြေရှင်းရမယ်ဘရိုက်စ်ရဲ့မကြင်မနှက်ဖြစ်နေတဲ့ပုံစံကိုလစ်လျူရှူရင်းဒေါမနစ်ကတင်းမာတဲ့မျက်နှာထားနဲ့ညွှန်ကြားလိုက်သည်ဒီပစ္စည်းတွေကိုပြန်ပို့လိုက်တော့မင်းရှာရောရဲ့ခွင့်လွှတ်မှုကိုမဖြစ်မနေရအောင်တောင်းပန်ရမယ်ဒါမှဆော်ယာမီသားစုကငါတို့ကိုခွင့်လွှတ်လိုက်မယ်မဟုတ်ရင်တော့ကာတာမီသားစုကအဆုံးသတ်သွားပြီပဲသူစိတ်ထဲမှာမလိုလားတော့လဲဘရိုက်စ်ကရှာလော့ကိုတွားရှာရန်ကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ပေ သူအချိန်တော်ကြာရှာဖွေပြီးတဲ့နောက်တွင်ရှာဟော့က Stardust Corporation မှာအလုပ်လုပ်တယ်ဆိုတာကိုသိခဲ့ရသည်။သို့တော်လည်းကံမကောင်းစွာဖြင့် Stardust Corporation ရုံးခန်းဝင်ဝတွင်တားဆီးခံလိုက်ရသည်။လုံခြုံရေးတွေကသူ့ကိုအထက်ဝင်ခွင့်မပေးခဲ့ကြပေ။ကျွန်တော်ညီမဝမ်ကွဲကခင်မားတို့ကုမ္ပဏီမှာအလုပ်လုပ်နေရပါ။သူ့ကိုအရေးကြီးတွေ့စရာရှိလို့ပါဗျာ။လုံခြုံရေးရာရှိကမတုံမလုံနဲ့ပြန်ပြောလိုက်သည်ခင်မားသူ့ကိုဖုန်းခေါ်ပြီးအပြင်ထွက်လာခိုင်းလို့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ခင်မားကကျွန်တော်တို့ကုမ္ပဏီရဲ့ဝန်ထမ်းလည်းမဟုတ်ဖောက်တယ်လည်းမဟုတ်တဲ့အတွက်အထက်ကိုဝင်ခွင့်မပြုပါဘူး။ Price ကဒေါသထွက်သွားသည် ူကရှာလော့အားအကြိမ်ကြိမ်ဖုံးခေါ်ခဲ့တော်လဲခေါ်ဆိုမှုအားလုံးကိုပယ်ချခံခဲ့ရသည်ရှာလော့ကသူ့အားဘလော့ထားလားမထားလားတော့သူမသိတော်လဲသူမအားလုံးဝဆက်သွယ်လို့မရခဲ့ပေမဟုတ်ရင်သူ့နေဖြင့်ရှာလော့အားလာရှာယန် Stardust Corporation ထိရောက်လာခဲ့မည်မဟုတ်ပေကျေးဇူးပြုပြီးချက်ချင်းထွက်သွားပေးပါကျွန်တော်တို့ရုံးရဲ့စီကန်းကိုမနှောက်ရှက်ပါနဲ့လုံခြုံရေးကောင်းဆောင်ကတတိပေးလိုက်သည် Price တယောက်စိတ်ပြက်ပြီးစိုးရိမ်ပူပန်နေခဲ့သည်သူတကယ်အတင်းဝင်သွားကျင်တော်လဲ Stardust Corporation ရဲ့ပိုင်းနက်မှာဖြစ်နေသဖြင့်ပြက်တနာမရှာရဲခဲ့ပေလုံခြုံရေးဖွဲ့များအားလစ်လျူရှုပြီးရုံးဆောက်အုံထဲကိုပြေးဝင်ရန်ပြင်လိုက်စဉ် မျက်စိလင်သော Bryce ကယင်းနီးတဲ့ပုံရိပ်တစ်ခုရှောက်လာတာကိုလက်မြင်လိုက်သည်ထိုယင်းနီးသောပုံရိပ်မှာ Lucas ပဲဖြစ်သည် Bryce က Lucas ကိုတားဖို့ပြေးသွားလိုက်ပြီးလုံခြုံရေးဖွဲ့များအားမကြေမနက်အော်ဟစ်လိုက်သည်ဒီလူကလည်းခင်များတို့ရဲ့ဝန်ထမ်းတယောက်မဟုတ်ဘူးမဟုတ်လားဘာလို့သူ့ကိုကြားတော့မထားတာလဲ Bryce ကိုပို့ပြီးအံ့အားတင်သွားစေခဲ့ဒီမှာလုံခြုံရေးဖွဲ့များက Lucas အားမြင်လိုက်ပြီးတဲ့နောက်တွင်ညီညီညာညာဥညွတ်လိုက်ကြခြင်းဖြစ်သည်ကြိုးဆိုရတဲ့လူကြီးမင်း Lucas ကပေါ့ပေါ့ပါပါခေါင်းနှိပ်ပြလိုက်ပြီး Bryce ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်မျက်ခုံးနှဲငယ်ပင်လိုက်သည် Lucas အရင်တစ်ခေါက် Stardust Corporation ရုံးခန်းကိုလာတော့ကအဝင်ဝရတွင်လုံခြုံရေးဖွဲ့ချိုးရဲ့တားဆီးခြင်းကိုခံခဲ့ရတော့ကြောင့်အထွေထွေမန်နေဂျာဖြစ်သူ Flynn Davis ကထိုးတားဆီးခဲ့သူများအားအလုပ်ထုတ်ပစ်ခဲ့သည်။အဲ့ဒီနောက်ပိုင်းတွင် Davis က Lucas ကို Stardust Corporation ၏အပေါ်ဆုံးထက်အထိကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးတာကိုမြင်ခဲ့ကြရပြီး Davis စီမှ Lucas အားနောက်တစ်ခါဝင်ရောက်ပါကတားဆီးခြင်းမပြုရန်အမိန့်ကိုလည်းလက်ခံရရှိခဲ့ကြသည်။ဒါကြောင့်သူတို့အားလုံးက Lucas ရဲ့ဂုဏ်ပုဒ်ကိုမသိကြတော့လဲသူကအ ਨੇ ဆုံးတော့ David ကအလွန်နံမိုးထားတဲ့ဧည့်သည်တယောက်ဖြစ်မိဟုခံမမိကြတော့ကြောင့် Lucas အားမစော်ကားရဲကြပဲအလွန်လေးစားနေကြသည် ဘရိုက်စ်ကအံ့အားသင့်လုံး၍စကားမပြောနိုင်လို့နှီးပါဖြစ်သွားတော့လေသူကတော့မကြေမနက်ဖြစ်နေုံပင်ဖြစ်သည်သူကဘာကောင်မို့လို့ဝင်ခွင့်ရရတာလဲသူကကာတာမီသားစုရဲ့အတုံးမကြတဲ့တမတ်တယောက်ပဲဘာလို့သူကကြတော့ဝင်ခွင့်ရပြီးငါကမရရတာလဲလူကတ်စ်ကဘရိုက်စ်ကိုအေးမလို့ပဲခနဲ့တဲ့ပြုံးလိုက်သည်လုံခြုံရေးကောင်းဆောင်ကဘရိုက်စ်အားအလျင်မြန်တားပြီးပြောလိုက်သည်ဒါက Stardust Corporation ပါခင်ဗျားကတမင်တက်တက်ပြဿနာရှာချင်နေတယ်ဆိုရင်တော့ကျုပ်တို့ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံတယ်လို့အပြစ်မတင်နဲ့အလျှော့မပေးလို့တဲ့ဘရိုက်စ်ကပြန်អော်လိုက်သည်ခင်များတို့လိုကိုကိုကိုအထင်ကြီးတက်တဲ့လုံခြုံရေးတွေ ခင်များတို့ပတ်လိုက်မှုတွေအတွက်ကြောက်ကတိုင်မှာလုံကြုံရေးကောင်းဆောင်ကခနဲ့တဲ့ပြုံးပြီးပြောလိုက်သည်မစ္စတာဂေးကမစ္စတာဒေးဗစ်ရဲ့အရေးကြီးတဲ့ဧည့်သည်တစ်ယောက်ပါမင်းပါကောင်းမှုလို့လေမြ мян ထွက်သွားစမ်းသူတို့ရဲ့ကတချို့ကဘေးကနေရောက်လာပြီး Bryce R Wyan ကလူကတ်စီမှအဝေးသို့မောင်းထုတ်လိုက်ကြသည်သူကအရေးကြီးတဲ့ဧည့်သည်ဟုတ်လားခင်များတို့အားလုံးဒီအသုံးမချတဲ့ကောင်ရဲ့လိန်နာကိုခံနေရတာပဲဖြစ်ရမယ် Bryce ကအော်ဟိရင် Lucas R ဖန်ဆွဲရန်စူးစမ်းကလက်လန်းလိုက်သည် Lucas အရှုံးသမားဒီကိုလာခဲ့စမ်း Lucas ကစိတ်နှောက်ယှက်ဖြစ်စွာမျက်မှောင်ကျုပ်လိုက်စဉ်တတိထားနေတဲ့လုံကြုံရေးကောင်းဆောင်ကချက်ချင်းပြောလိုက်သည် လူကြီးမင်းကျေးဇူးပြုပြီးအထဲကိုဝင်သွားပါဒီကကိစ္စကိုကျွန်တော်တို့ဖြေရှင်းလိုက်ပါမယ်လူကတ်ကခေါင်းညိပ်ပြီးလှည့်ထွက်သွားခဲ့သည်ဒေးဗစ်ငားရမ်းထားတဲ့လုံခြုံရေးကောင်းဆောင်အစ်တစ်ကအရင်တယောက်ထက်ပိုကြီးအားကိုရတာပဲလူကတ်ထွက်သွားပြီးနောက်တွင်လုံခြုံရေးအဖွဲ့များက Bryce အားအဝေးသို့ဆွဲခေါ်သွားပြီးမြေပြင်ပေါ်ပစ်ချလိုက်ကြသည်လူကတ်ကအရင်တစ်ခေါက်တုန်းက Bryce ရဲ့လက်ကိုချိုးထားခဲ့ပြီးအခုထိအပြည့်ဝမပြောက်ကင်းသေးပေမြေပြင်ပေါ်ပစ်ချခံလိုက်ရပြီးတဲ့နောက်တွင် Bryce ကချက်ချင်းပဲနာကျင်မှုကြောင့်အော်ဟစ်လိုက်တော့လေဘယ်သူမှသူ့ကိုဂရုမစိုက်ခဲ့ကြပေ Bryce ကမရက်မနာချိန်ဆနေခဲ့သည် သို့တော်လဲသူက Stardust Corporation အဝင်ဝတ်သို့နောက်တခါမသွားရတော့ပေ။သူကအဝေးတနေရာတွင်ရက်ဆောင်နေုံကလွဲပြီးဘာမှမတက်နိုင်ခဲ့၏။နောက်ဆုံးတွင်အလုဆင်းပြီးအဆောက်အုံငယ်ကနေထွက်လာတဲ့ရှာလော့ကိုတွေ့လိုက်ရသည်။ရှာလော့အလုဆင်းပြီလား။ Bryce ကရှာလော့စီသို့ချဉ်ကပ်သွားရင်းရင်းနှီးချင်တာသည့်ပုံစံဖြင့်ပြောလိုက်သည်။ရှင်ဒီမှာဘာလာလုပ်နေတာလဲ။ရှာလော့က Bryce ကိုအလွန်အမင်းဆက်ဆုပ်ရင်ရှာနေသည်။မနေ့ပိုင်းမှာပဲ Bryce ကသူ့ရဲ့ပစ္စည်းတွေကိုလူယူသွားခဲ့ခြင်းဖြစ်သည်။အခုသူကငါ့ရဲ့ရုံးရှိမှာဘာလာလုပ်နေပြန်တာလဲ။ရှာလော့မနေ့ကကိစ္စအတွက်ငါမားတာပါ။ငါနဲ့ကိုတောင်းပန်ပါတယ် တကယ်တော့ငါကနင့်ကိုနောက်ချင်လို့ပါကားနဲ့ပစ္စည်းတိတ်တာကိုငါပြန်ပို့ပေးပြီးပါပြီတကယ်ပါ price ကသူ့ရင်ဘက်ကိုပုတ်ရင်ချိန်ဆိုလိုက်တော့လေရင်ထဲမှာတော့သွေးပြတ်မတက်နှမျောတက်တဖြစ်နေမိသည်သို့တော့ Sherlock ကတော့လုံးဝမယုံကြည်ခဲ့ရေနောက်နေတာဟုတ်လားရေစရာကောင်းလိုက်တာဒါဆိုလဲငါကနင့်ကိုတားနဲ့ထိုးပြီးဒါကနောက်တာပါလို့ပြောရင်ရောဘလို့လဲပြီးတော့ငါတို့ကိုကာတာမီသားစုကနေနှင်ထုတ်ပြီးသွားပြီဒါကြောင့်နင်ကငါရဲ့အကိုဝမ်းကွဲမဟုတ်တော့ဘူးငါတို့ဘာမှမပတ်သက်တော့ဘူး Sherlock ကပြောပြီးနောက်ရှေ့ကိုခြေတလန်းတိုးပြီးထွက်သွားဖို့ပြင်လိုက်တော့လေ Price ကသူ့မအားအလျင်မြန်တားလိုက်သည် ရှာလော့ငါတို့ကအ ਨੇ ဆုံးတော့ဆွေမျိုးတွေရဲ့လေနင်ကငါတို့ဒုက္ခပင်လဲဝေနေတာကိုဒီအတိုင်းပြစ်ထားလောက်အောင်ရက်ဆက်မှာတော့မဟုတ်ဘူးမလားနင်ဘာရီလာပြောနေတာလဲရှာလော့ကမျက်မှောင်ကျုပ်ပြီးမေးလိုက်သည်ဘရိုက်စ်ကအန်ကျိတ်ပြီးပြောလိုက်သည်ငါတို့အားလုံးကကာတာမီသားစုဝင်တွေပဲလေဒီမနေ့ငါလုပ်ခဲ့ရတွေအတွက်ငါမမှန်းသိပါတယ်ကျေးဇူးပြုပြီးတနားညာတာတဲ့အနေနဲ့ငါတို့ကိုခွင့်လွှတ်ပေးပါဟုတ်ပြီလားဘရိုက်စ်ရဲ့စကားတွေကရှာလော့ကိုအံ့အားသင့်သွားစေခဲ့သည်ဆော်ယာမီသားစုနဲ့ဘာဆိုင်လို့လဲပြီးတော့ကာတာမီသားစုကဘာဖြစ်ကြတာလဲ ရိုက်စ်ကရှားတော့အာ၊ "तू မဘာမှမသိတယ်လို့ဟန်ဆောင်ရတယ်လို့ထင်သွားပြီးမယုံကြည်နိုင်စွာနဲ့ကြည့်လိုက်သည်။ငါတို့ကမိသားစုတွေပဲလေ။ဟန်ဆောင်နေစရာလိုလို့လား။ငါနင်တို့အိမ်ကနေပြန်လာပြီးရဲ့နောက်မှာပဲငါတို့ဆက်ယုံွေအပိတ်ခံလိုက်ရပြီးပြန်လည်ပြုပြင်ဖို့ထုတ်လုပ်မှုလိုင်းတွေရက်ဆိုင်လိုက်ရတယ်။ဘဏ်ကတော့ငါတို့ရဲ့ချင်းငွေတွေအားလုံးကိုဒီနေ့မကုန်ခင်ပြန်ဆက်ခိုင်းနေတယ်။ပြီးတော့ငါတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကုမ္ပဏီတော်များများကလည်းသူတို့ရဲ့မိဖက်စာချုပ်တွေကိုဖျက်သိမ်းခိုင်းနေကြတယ်။ငါတို့တကယ်ကိုဆက်ပြီးရက်တီလို့မရတော့ဘူး။ရိုက်စ်ကမျက်ရည်တွေကိုတုပ်လိုက်ရင်းပြောလိုက်သည်။နှစ်လက်ဆောင်တွေကိုယူခဲ့မိတဲ့အတွက်ငါမမှန်းသိပါဗျ။ ဒါကြောင့်လဲဆော်ယာမီသားစုကစိတ်ဆိုးသွားကြတာနေမှာငါတကယ်ငါမားတွေကိုတိပါပြီရှာလော့ဂျေဆုပြုတ်ပြီးဆော်ယာမီသားစုစီကနေငါတို့အတွက်ခွင့်လွှတ်ပေးဖို့တောင်းပန်ပေးပါထို့အခါကျမှရှာလော့ကကာတာမီသားစုမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုသိရှိသွားခဲ့သည်သို့တော်လဲရိုးရိုးသားသားပြောရရင်ရှာလော့ကဂရက်ပြောပြတဲ့အတိုင်းကာတာမီသားစုဝင်တွေဒုက္ခရောက်နေကြပုံကိုမြင်ရတာကိုစိတ်ထဲမှာတော့ကျေနပ်နေမိသည်ဟာနင်တို့ခံရတာနဲ့ထိုက်တန်တယ်လို့ပဲပြောရမှာပဲမကောင်းမှုလုပ်နေရင်တနေ့နေ့မှာကိုဒုက္ခကိုရှာတယ်လို့ဖြစ်မှာပဲလေရှာလော့ကခန်းစားချက်ကင်းမဲ့ဆိုတာပြောလိုက်သည်ပြီးတော့ငါ့ကိုလာမရှာပါနဲ့ မနဲ့ကလေးကငါပြောပြီးသားပဲအဲ့ဒီလက်ဆောင်ပုံးကငါအတွက်မဟုတ်ပဲလူကတ်အတွက်လို့နင်တို့ကိုစားတနာညာတာမှုတောင်းပေးဖို့လူတယောက်ကိုရှာချင်ရင်တောင်းနင်တို့လူမနေပြီနင်နင်တကယ်ပဲဒီလောက်တောင်နှလုံးသားမရှိဘူးလားဘရိုက်စ်ကရှာလော့ကိုချင်းချောက်တဲ့အမူအရာနဲ့စိုက်ကြည့်လိုက်သည်ဘလို့ပဲဖြစ်ဖြစ်ငါ့ကိုလာမရှာပါနဲ့ရှာလော့ကကြောက်လန့်တကြားနဲ့ပြောပြီးနောက်အလျင်မြန်ထွက်ပြေးသွားခဲ့သည်ဘရိုက်စ်ကသူမရဲ့နောက်ကျောကိုရက်ဆက်တော်အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့သည်ဘရိုက်စ်တယောက်ဘာမှမအောင်မြင်ပဲအိမ်ပြန်လာခဲ့ရသောကြောင့်ဒေါမနစ်ရဲ့အဆူဆဲကိုခံရပြီတော့သည်ငါကမင်းကိုအယမ်းလိုလိုက်ထားမိလို့လား ဒီလောက်ကိစ္စလေးတစ်ခုတောင်ကောင်းကောင်းမလုပ်နိုင်ဘူးလားမင်းကတကယ်ကိုစိတ်ပျက်စရာကောင်းတာပဲထိုချိန်မှာတော့ကာတာမီသားစုကအကြက်တဲကြီးတစ်ခုနဲ့ရင်ဆိုင်နေရပြီးဒေါမနစ်ကလည်းစိုးရိမ်ပူပန်လုံးနေတဲ့ဖြင့်သူ့ပုံမှန်အဖြစ်အလိုလိုက်လေးရှိသည်သူ့မျိုးကိုတောင်ရန်လိုဆက်ဆန်လာခဲ့သည်ပရိုက်စ်ကသူ့လက်တီးကိုဆုပ်လိုက်ပြီးပြန်လဲခြေပဖို့ကြိုးစားလိုက်သည်အဖိုးကျွန်တော်ကရှားတော့ကာတာရဲ့အလုပ်ခွင်အဝင်ဝမှာတနေကုန်ရက်ဆောင်နေခဲ့တာပါဒါပေမဲ့သူကနည်းနည်းလေးမှတောင်အလျှော့မပေးခဲ့တဲ့အပြင်အဲ့ဒီလက်ဆောင်တွေကသူ့တွက်မဟုတ်ပဲလူကတ်စ်အတွက်ရည်ရွယ်ရလို့အောင်ပြောနေသေးတယ်သူကကျွန်တော်ကိုလှည့်စားဖို့ကြိုးစားနေတာရှင်းနေရပါပဲ ဒါကမင်းရဲ့ပြဿနာပဲဘလို့ဖြစ်ဖြစ်မင်းသာရှားတော့ကာရာကိုမကင်တွင်နိုင်ရင်ငါ့ကိုနောက်တစ်ခါလာမတွေ့နဲ့တော့အတော့မကြတဲ့ကောင်သူ့အဖိုးရဲ့ကျန်းတဲ့နဲ့စူပူချင်းမောင်းမှုကိုခံလိုက်ရပြီးတဲ့နောက်မှာတော့ Bryce ကစိတ်ပြက်ပြီးဒေါသကြီးစွာအိမ်ထဲကနေလှည့်ထွက်သွားခဲ့သည်လာစင်မီသားစုကကျွန်တော်တို့ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအတင်းကျပ်ဖြတ်သိမ်းဖို့တောင်းဆိုနေကြပါတယ် Boss ICBC ဘဏ်ရဲ့ဥက္ကဋ္ဌကလုံးဝလျှော့မပေးပါဘူးသူကကျွန်တော်တို့ဒီနေ့မကုန်ခင်ချင်းငွေတွေကိုပြန်မဆက်ရင်တရားစွဲခံရလိမ့်မယ်ဆိုပြီးအခိုင်အမာပြောနေတယ်ကျွန်တော်တို့ရန်ပုံငွေရှာဖို့လှည့်လည်စူးစမ်းခဲ့ပေမဲ့ဘာမှအရာမရောက်ခဲ့ပါဘူး သူတို့အားလုံးကကျွန်တော်တို့နာမည်ကိုကြားတာနဲ့ဖုံးချသွားကြပါတယ်။စော်ယာမိသားစုကကျွန်တော်တို့နဲ့ဆက်သွယ်ဖို့ညှဉ်းဆန်နေပြီးအီတန်စော်ယာကမြို့ထဲမှာမရှိလို့သူတို့အနေနဲ့ဆုံးဖြတ်ချက်မချနိုင်ဘူးလို့ရိုးရိုးလေးပြောလိုက်ပါတယ်။ဒီသတင်းဆိုးတွေကိုကြားနေရတော့ဒေါမနစ်ရဲ့မျက်နှာကပို၍မဲမောင်လာပြီးသူ့နေရာမှာတော့ငြင်းငြင်းမထိုင်နိုင်တော့ပေ။ခဏတာစဉ်းစားပြီးတဲ့နောက်တွင်ဒေါမနစ်ကသူ့ရဲ့မာနာကိုမျိုးချပြီးဝီလျံကာတာရဲ့အိမ်ကိုကိုယ်တိုင်ကိုကျသွားဖို့စိတ်ပိုင်းဖြတ်လိုက်လေတော့သည်။ဒေါမနစ်ရဲ့ရုတ်တရက်အလဲပက်ရောက်လာမှုကဝီလျံနဲ့ကာယန်ကိုအလွန်အမင်းတုံ့လောက်ချသွားစေခဲ့သည်။နှစ်ပေါင်းများစွာအတွင်းမှာဒေါမနစ်ကသူတို့စီကိုဘယ်တော့မှအလဲမလာခဲ့ဘူးပဲ။ ဝီလျံနဲ့ကာယန်တို့ကဒီနေ့တွင်လည်းငင်းချမှုကိုမခံစားခဲ့ရပေ။ Bryce ကမနေ့စောကြီးရောက်ရှိလာခဲ့ပြီးသူ့လူတွေကိုခေါ်လာကဒေါ်လာ၁၅တန်းကျော်တန်မိုးရှိတဲ့သူတို့ရဲ့ရတနာတက်တာကြီးကိုလူယူသွားခဲ့သည်။ကာယန်ကသူ့သမီးတွေကိုဒေါမနစ်စီသွားပြီးသူတို့ကိုကာတာမီသားစုရဲ့ပြောင်းဝင်ခွင့်ပေးဖို့တောင်းပန်ခန့်ချင်ခဲ့သည်။သို့တော်လည်းသူမတို့ကအခုထိပြင်မရောက်ကြသေးပေ။နေ့လယ်ခင်းပိုင်းတွင် Bryce ကရုတ်တရက်တက်တာနဲ့ကားကိုပြန်လာပေးခဲ့ပြီးအမှားလုပ်မိသွားတယ်လို့ဆိုခဲ့သည်။ဝီလျံနဲ့ကာယန်ကတော့နားမလည်နိုင်အောင်ဖြစ်နေကြပြီးသူဘာရီဂျန်စီနေလဲလို့တွေးနေခဲ့ကြသည်။ညနေခင်းပိုင်းမှာတော့ဒေါမနစ်ကကိုရိုင်းကိုကြအလဲရောက်လာခဲ့ပြန်သည်။ ဒါကတော်တော်လေးရှားပါတဲ့အဖြစ်အပျက်ပဲ။ဘာဖြစ်ပြန်ပြီလဲ။သူကအင်ကိုပြန်သိမ့်ဖို့လာတာလား။ဒါမှမဟုတ်လက်ဆောင်တိတ်တာကိုပြန်ယူဖို့လာတာများလား။ကာယန်နဲ့ဝီလျံတို့ကဒေါမနစ်ဝင်လာတာကိုကြည့်နေကြသည်။သူတို့ကတုံလုံးနေကြသဖြင့်လက်တွေကိုပထားရမှန်းမသိအောင်ဖြစ်နေခဲ့ကြသည်။ဝီလျံကတတိထားပြီးခေါ်လိုက်သည့်အဖေ။သူအန်အားတင်သွားသည်မှာဒေါမနစ်ကပုံမှန်လိုမျိုးတင်းမာခက်ထန်မနေပဲသူ့မျက်နှာပေါ်မှာအပြုံးတစ်ခုရှိနေခဲ့တာပဲဖြစ်သည်။ဝီလျံဒီလိုအိမ်ချင်းချင်းလေးထဲမှာနေရတာမင်းအတွက်ပင်ပန်းနေရောပေါ့။မနေ့ပြန်ငါတို့နဲ့အတူပြန်ပြောင်းနေလိုက်တော့မင်းအတွက်အိမ်ကောင်းကောင်းတစ်လုံးငါရွေးပေးမယ်။ ဝီလျံနဲ့ကာယန်တို့ကမယုံကြည်နိုင်စွာနဲ့ဒေါမနစ်အားဆက်ကြည့်လိုက်ကြသည်ဒေါမနစ်ကာရာကငါတို့ကိုပြန်ပြောင်းနေခွင့်ပေးနေတာလားကာတာများသည်ကာတာမီသားစု၏တားဆင်မြေဆက်များအားလုံးနေထိုင်သောကြီးမားသောအင်ဂျင်များကိုပိုင်ဆိုင်ပေးသည်ထို့သောဝီလျံကကာတာမီသားစုနှင့်တွဲမတော်ဆက်တော်ကြောင့်သူတို့ကိုခွဲခြားဆက်ဆံခဲ့ကြပြီးဆယ်စုနှစ်ပေါင်းများစွာနေထိုင်ခဲ့ရတဲ့ဒီအင်အိုအင်ဟောင်းရဲမှနေစေခဲ့သည်အခုတော့ဒေါမနစ်ကငါတို့ကိုပြန်သွားဖို့ပြောနေရတယ်လားဒါနဲ့မလုံလောက်သေးဘူးလို့တွေးနေပုံရပြီဒေါမနစ်ကာရာကပြောလိုက်သည်ဒါပြင်ဝီလျံကအိမ်မှာအလုပ်လက်မဲ့ချင်နေခဲ့တာတော်တော်ကြာပြီပဲ ုမ္ပဏီမှာမင်းအတွက်ယာရုတစ်ခုစီစဉ်ပေးမယ်။မနေ့ပြန်အလုပ်သွားဆင်းလိုက်တော့ကာယံနေလဲဆန္ဒရှိမယ်ဆိုရင်နင့်ကိုလည်းကုမ္ပဏီမှာအလုပ်လုပ်ဖို့စီစဉ်ပေးနိုင်တယ်။နင်ကရုံးကိုလာစရာမလိုဘူး။ဒါပေမဲ့လဆာတော့အပြည့်ရလိမ့်မယ်။တကယ်လား။ကာယံနဲ့ဝီလျံတို့ကအတိုင်းမတိပျော်ရွှင်သွားကြသည်။ကာတာမီသားစုရဲ့ကုမ္ပဏီမှာအလုပ်လုပ်ခွင့်ရဖို့ဆိုတာကနှစ်ပေါင်းများစွာသူတို့ရဲ့အိမ်မက်တစ်ခုပဲဖြစ်သည်။အရင်ကသူတို့ကကုမ္ပဏီရဲ့ကိုဝင်ဖို့အတွက်အချိန်ပေါင်းမရေတွက်နိုင်အောင်စ조사ခဲ့ကြတော့လဲကံမကောင်းစွာဖြင့်ကာတာမီသားစုကသူတို့ကိုဘယ်တော့မှအခွင့်အရေးမပေးခဲ့ပေ။ဒီနေ့တော့ဒေါမနစ်ကသူတို့စီကိုကိုယ်တိုင်ကိုကြအလဲရောက်လာပြီး သူတို့ဘယ်တော့မှမတွေးဝမ်းခဲ့တော့တရင်ကောင်းတစ်ခုကိုတောင်ကြီးညာခဲ့သေးသည်ရုတ်တရက်ဆိုသလိုသူတို့နှစ်ယောက်လုံးအိမ်မက်မက်နေသလိုမျိုးခံစားလိုက်ကြရသည်ဝီလျံကမျက်ရည်တွေဝဲလျက်ဒေါမနစ်ကိုကြည့်နေမိသည်နောက်ဆုံးတော့ဒေါမနစ်ကာရာကငါ့ကိုသူ့သားတစ်ယောက်လိုသဘောထားသေးတာပဲထိုချိန်တွင်ချေယုံကအီမီလီယာရဲ့လက်ကိုဆွဲ၍တကားကနေဝင်လာခဲ့သည်သူမကအဲ့ခန်းထဲတွင်ထိုင်နေသောဒေါမနစ်ကိုမြင်လိုက်ရတဲ့အခါအံ့အားသင့်သွားပြီးမျက်လုံးများပြူးကျဲသွားခဲ့သည်သူမဘေးကအီမီလီယာကတော့သူ့ကိုဆက်ဆုတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့သည်အတင်းကျပ်ဖော်ရည်စွာပြုံးပြရင်ဒေါမနစ်ကပြောလိုက်သည်ချေယုံပြန်လာပြီလား ဒါကနှင့်သမီးလေးလားထိုဖြစ်ကတကယ်တော့ရေစရာလွန်ကောင်းနေသည်ဒေါမနစ်ကအရင်ကခြေယုံရဲ့အရှုပ်တော်ပုံကြောင့်ခြေယုံနဲ့အီမီလီယာကိုအမြဲတမ်းမနစ်မြုပ်ခဲ့ပေသူကသူမအားအီမီလီယာကိုရုံးတဲ့အဓိကအင်တော်ကြီးစီခွန်မလာနိုင်စေရန်အထိတားမြစ်ခဲ့ဘူးပေသည်ထို့ကြောင့်အီမီလီယာကအသက်၅နှစ်ရှိနေပြီဖြစ်တော်လဲဒေါမနစ်ကအီမီလီယာအားပထမဆုံးချိန်တွေ့ဦးခြင်းဖြစ်သည်အီမီလီယာမြ мян နှုတ်ဆက်လိုက်လေဒါကနှင့်ရဲ့ဘိုးဘိုးကြီးရဲ့ကာယန်ကအလင်းမြန်တိုက်တွန်းလိုက်သည်အီမီလီယာကမျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်လိုက်ပြီးခြေယုံဘေးတွင်ပုံကွယ်လိုက်ကာကြောက်လန့်တကြားနဲ့ပြောလိုက်သည်သမီးဒီအဖိုးကြီးကိုကြောက်တယ် သူမဒီလိုပြောလိုက်ပြီးရဲ့နောက်တွင်လူတိုင်းရဲ့မျက်နှာတွေမဲမောင်သွားကြတော့သည်ဒေါမနစ်ကအီမီလီယာရဲ့စကားကိုကြားလိုက်ရပြီးနောက်သူမျက်မှောင်ကျုပ်သွားပုံအရသူစိတ်မကျေမနပ်ဖြစ်သွားတယ်ဆိုတာသိတာလာသည်တစ်ဖက်တွင်ကာယန်နဲ့ဝီလျံတို့ကအီမီလီယာရဲ့စကားကြောင့်ဒေါမနစ်ကသူ့တို့အပေါ်မှာစိတ်ဆိုးသွားမှာကိုစိုးရိမ်နေကြသည်အီမီလီယာနင်ဘာစကားပြောရလဲသူကနှဲ့ရဲ့ဘိုးဘိုးကြီးလေမြမြတုကိုကောင်းကောင်းမွန်မွန်နှုတ်ဆက်လိုက်စမ်းကာယန်ကအီမီလီယာအားအော်ဟစ်ဆူပူလိုက်သည်အီမီလီယာကချေယုံရဲ့အဝတ်အစားတွေကိုပိုပြီးတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရင်းရှေ့ကိုသွားဖို့မျက်စံနေခဲ့သည်ကလေးတွေကတခြားသူတွေရဲ့စိတ်ခံစားချက်တွေကိုအလွန်အမင်းအာယုံခံလွယ်တတ်ကြသည် ဒေါမနစ်ကပြုံးနေတော့လဲအီမီလီယာကတော့သူမနဲ့သူမအမေအားဆက်ကြည့်နေသည့်ရက်ဆက်တော်ကြည့်တွေကိုမြင်နေခဲ့ရသည်အီမီလီယာကရှေ့ကိုသွားဖို့မျက်စံနေတာကိုမြင်လိုက်ရတော့ကာယန်ကအီမီလီယာရဲ့လက်မောင်းကိုကင်ကာဆွဲခေါ်လိုက်သည်နင်ပါဖြစ်နေတာလဲဒီလောက်ငယ်ငယ်လေးနဲ့ရိုင်းဆိုင်လာကြည်လားလူကြီးသူမကိုတောင်ကောင်းကောင်းမွန်မွန်နှုတ်မဆက်ဘူးချေယုံကချက်ချင်းပဲရှေ့ကိုတိုးပြီးဒေါသတကြီးနဲ့သူမကိုတားလိုက်သည်အီမီလီယာကငယ်ငယ်လေးပဲရှိသေးတယ်လေဒီလောက်ပြင်းပြင်းထန်ထန်ဆွဲရမ်းလိုက်ရင်သူနာသွားလိမ့်မယ်သူကနင့်ဖိုးကိုရိုင်းဆိုင်နေတာလေနင်ကဘာလို့သူ့ကိုမဆုံးမပဲကာကွယ်နေသေးတာလဲ နင်သူ့ကိုအယမ်းလိုလိုက်ထားလို့ပျက်စီးနေပြီကာယန်ကခြေယုံအားအော်ဟစ်လိုက်သည်ကျမမမိတလောက်တော့ကျမတို့ကိုကာတာမီသားစုကနေအမွေပြက်ဆုံးလွတ်ပြီးသားပဲမဟုတ်လားသူကကျမရဲ့အဖိုးဘလို့ဖြစ်နိုင်မှာလဲခြေယုံကအေးဆက်ဆက်ပြန်ပြောလိုက်ပြီးအီမီလီယာကိုပွတ်ချီလိုက်ပြီးအပေါ်ထက်သို့တက်သွားခဲ့သည်သူမကဒေါမနစ်ကာတာပေါ်မှာတကယ်ကိုပြောစရာစကားမဲ့သွားခဲ့သည်ခြေယုံအရင်ကဖြစ်ပျက်ခဲ့ရတွေအတွက်တကယ်ပဲငါမားပါနင်တို့ငါပေါ်မှာနာကြီးစိတ်တွေပတ်ဖွာလာအောင်လုပ်ခဲ့မိတဲ့အတွက်လည်းငါမားပါပဲငါဒီနေ့ဒီကိုရောက်လာတာနင်တို့ကိုတောင်းပန်ဖို့ပါကျေးဇူးပြုပြီးငါ့ကိုခွင့်လွှတ်ပေးပါ ဒေါမနစ်ရဲ့အိုမင်းနဲ့အတန်ကနောက်ကနေထွက်ပေါ်လာခဲ့သည်ခြေယုံတယောက်ခြေလန်းတွေရက်တန်သွားခဲ့သည်ဒေါမနစ်ကာရာကဘရုံးကငါ့ကိုဒီလိုပြော့ပြောင်းတဲ့ပုံစံနဲ့တောင်းပန်ဘူးလို့လေ तू ဒီလိုလုပ်ခဲ့ဘူးရဲ့လို့ तू မဘရုံးကမှမမှတ်မိခဲ့ပေတခဏအတွင်းမှာပဲ तू မခံစားခဲ့ရတဲ့မရေမတွက်နိုင်တဲ့နာကျင်မှုတွေနဲ့မတရားဆက်ဆံမှုတွေအားလုံးကပြန်လည်ပေါ်ပေါက်လာပြီး तू မကိုမျက်ရည်တွေဝဲလာစေကအာရပါရမူချပစ်ချင်းစိတ်ကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်ကံမကောင်းစွာဖြင့်ဒေါမနစ်ရဲ့အရင်ကပြုမှုတွေကမြေတယောက်အနေနဲ့သူ့ပေါ်ထားရှိတဲ့မိသားစုတန်ရောစဉ်ကိုကြာမြင့်စွာကလေးကပြောက်ွယ်သွားစေခဲ့ရည်ဖြစ်သည် ။သူမကသူ့ရဲ့တကယ်စိတ်သဘောထားကိုလည်းရှင်းရှင်းလင်းလင်းမြင်တွေ့ပြီးသားဖြစ်သည်။သူဒီနေ့သူတို့အိမ်ကိုရောက်လာပြီးမမျှော်ရင်ပဲတောင်းပန်စကားတွေဆိုလာတာကတကယ်ပဲဒေါမနစ်ကာရာရဲ့စရိုက်မဟုတ်ပေ။သူမကတခုခုတော့မှားရင်နေသည်ဟုခံစားနေရပြီ။သူမရည်ရွယ်ချက်တခုခုရှိနေမှာတေချာတယ်လို့တွေးနေမိသည်။ချေယုံကသူမရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်လိုက်ပြီးအေမီလီယာကိုတိတ်တဆိတ်ပွချီကအပေါ်ထက်ကိုတက်သွားခဲ့သည်။ချေယုံကာယန်ကသူမနမီကိုမရက်မနာခေါ်နေခဲ့တော့လေသူမကလစ်လျူရှုလိုက်ပြီးအခန်းထဲသို့ဝင်သွားခဲ့သည်ဟိုလီဒေါမနစ်တောင်းပန်ပါတယ် ကျမတို့ကချေယုံကိုအရန်လိုလိုက်ထားမိလို့သူကအရန်ကိုအတိတရားမဲ့နေရပါဂျေစုပြုတ်ပြီးသူ့ကိုအပြစ်မယူပါနဲ့နော် ကာယန်ကအလင်းမြန်ရှင်းပြလိုက်သည်ဒေါမနစ်ကအသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးသူ့ဒေါသကိုမြှုပ်သိမ့်လိုက်ပြီးနောက်သူ့လက်ကိုဝေယန်ကဝမ်းနဲ့ဟန်ဆောင်လိုက်သည်ငါသူ့ကိုအပြစ်မတင်နိုင်ပါဘူးငါကအသက်ကြီးနေပြီငါရဲ့နေရက်တွေကလည်းတဖြည်းဖြည်းနေလာပြီးငါကငါသားသမီးမြင့်မြင့်တွေကိုသူတို့ကောင်းဖို့အတွက်ပဲတင်းတင်းကြပ်ကြပ်ဆက်ဆံခဲ့တာပါဒါပေမဲ့ဘသူတိမှလဲဒီမြင်ကွင်းကိုမြင်လိုက်ရတော့ဝီလျံကယင်ထဲမှာနာကျင်သွားပြီးဒေါမနစ်ရဲ့လက်ကိုဆုပ်ကိုက်လိုက်သည်အဲ့ဒီလိုမပြောပါနဲ့အဖေ အဖေကကျမ်းမာနေတာပဲကာတာမီသားစုကအဖေကိုလိုအပ်ပါတယ်အောက်ထပ်ဧကန်းထဲတွင်တော့ချစ်ခင်ကျင်နာတဲ့ဖခင်နဲ့သူ့သားတို့ရဲ့ချစ်ခင်ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေါ်နေခဲ့သည်ရှားတော့အိမ်ပြန်ရောက်လာပြီးနောက်သူတို့နှစ်ယောက်ချစ်ခင်စွာစကားပြောနေကြတာကိုမြင်တော့တုန်လှုပ်သွားခဲ့သည်သူမကမျက်လုံးကိုပုတ်လိုက်ပြီးသူမမျက်လုံးတွေကသူမကိုလှည့်စားနေတာလားလို့တွေးမိလိုက်သည်ရှားတော့နေနောက်ဆုံးတော့ပြန်ရောက်လာပြီပဲနစ်ဖိုးကဒီမှာအချိန်တော်ကြာစောင့်နေခဲ့တာကာယန်ကရှားရဲ့လက်ကိုအလျင်မြန်ဆွဲပြီးရှောက်သွားခဲ့သည်ဒေါမနစ်ရဲ့မျက်လုံးတွေကတောက်ပသွားပြီးရှားရဲ့ကိုအတက်တရော့အကြည့်နဲ့ကြည့်လိုက်ပြီးနှွေးထွေးစွာပြောလိုက်သည် ရှားဟောကငါရင်တွေ့တော့ကကလေးမလေးတယောက်ပဲရှိသေးတယ်မျက်စိတမိတ်အတွင်းမှာပဲသူကလှပတဲ့အပြိုကြီးဖာဖာဖြစ်နေပြီပဲရှားဟောကဒေါမနစ်ကာတာစီကနေအရင်ကဘရုံးကမှမကြားဘူးတဲ့ဒီချီကျူးစကားကိုကြားလိုက်ရတဲ့အခါသူမကအလွန်မင်းအားတင်သွားပြီးတစ်ချိန်တည်းမှာပဲဆက်ဆုပ်ရင်ရှားသွားမိခဲ့သည်လူရင်းကိုပဲတန်းပြောပါရှားဟောကရန်လိုစွာပြန်ပြောလိုက်သည်ရှားလော့နင့်ဖိုးနဲ့စကားပြောတဲ့အခါနင့်လေတန်ကိုတတိထားစမ်းနင့်ရဲ့ရင်ကျေးမှုတွေဘယောက်သွားတာလဲဝီလျံကရှားလော့ကိုမဲမောင်တဲ့မျက်နှာနဲ့စူပူလိုက်သည်ဒီနေ့ဘာတွေဖြစ်နေတာလဲ အဖေကနောက်ဆုံးတော့ငါတို့ကိုကာတာမီသားစုနဲ့အတူပြန်နေဖို့ပြောဖို့အတွက်ဒီကိုတကူတက်ကလာခဲ့တာဒါပေမဲ့ချေယုံနဲ့ရှားဟော့ကသူ့ကိုဒီလောက်တောင်ရန်လိုနေကြတယ်သူတကယ်ပဲစိတ်ဆိုးသွားရင်ဘယ်လိုလုပ်မလဲရှားလော့ကခနဲ့တဲ့ပြုံးလိုက်သည်ဒီနေ့နေ့လေကပဲ price ကာရာကကျမကိုလာရှာခဲ့တယ်အခုအဖိုးရဲ့အလှဲ့ပေါ့ရှင်တို့ဟန်ဆောင်ရတာတွေကိုရက်လိုက်ပါတော့ကျမတဲ့ပဲပြောလိုက်တော့မယ် price ရဲ့တောင်းဆိုမှုကိုကျမမဖြည့်ဆည်းပေးနိုင်ဘူးဒါကြောင့်ရှင်တို့တခြားတစ်ယောက်ကိုရှာတာပိုကောင်းနိုင်မယ်ကာယန်ကနားမလည်နိုင်စွာကြီးလိုက်သည်ဘယ်လိုတောင်းဆိုမှုလဲဘာတွေဖြစ်နေတာလဲ ဝီလျံကဒေါသထွက်နေတဲ့မျက်နှာမူအရာနဲ့ပြောလိုက်သည်နင်ဘာပေါက်တဲ့ကြရတွေလျှောက်ပြောနေရလဲနင့်ဖိုးကငါတို့ကိုကာတာမီသားစုစီပြန်ခေါ်ဖို့ဒီကိုလာတာသူကငါတို့ကိုအဓိကအိမ်တော်ကြီးစီပြန်ပြောင်းနေခိုင်းပြီးငါ့ကိုကာတာကော်ပိုရေးရှင်းမှာအလုပ်လုပ်ဖို့တောင်ကန့်လန့်ခဲ့သေးတယ်နင့်ဖိုးကဒီလောက်တောင်ကျင်နာနေရသူ့ကိုစိတ်ဆိုးအောင်မလုပ်စမ်းနဲ့ဝီလျံကဖြစ်ပျက်ခဲ့ရတွေကိုရှင်းရှင်းလင်းလင်းပြောပြလိုက်တော့လဲသူကရှာလော့အားတတိပေးနေခြင်းလဲဖြစ်သည်ရှာလော့ကဒေါမနစ်အားစိတ်ဆိုးအောင်လုပ်မိပြီးသူစိတ်ပြောင်းသွားမှာကိုစိုးရိမ်နေခြင်းဖြစ်သည်ဒီစကားကိုကြားပြီးတဲ့နောက်မှာတော့ရှာလော့ကခနဲ့တဲ့တဲ့ပြန်ပြောလိုက်သည်အော်တိပြီ အဖိုးကကျမတို့ကိုထိုဂျန်မြေယုတ်ကြီးလာပစ်ပေးတာကိုဟုတ်သားပဲသူက price နဲ့တူတူပဲ pre air ရေးစင်နေရပဲသူကအရင်ဆုံးဆွေမျိုးတော်ဆက်မှုကိုအတုံးချပြီးတော့ကျမကိုမြှုပ်ဆွယ်ဖို့စူးစမ်းနေသေးတယ်သူကရှင့်ရဲ့မြေဖြစ်တာမဆန်းပါဘူးရှာလော့ကဝီလျံရဲ့ဖြူဖြော့သွားတဲ့မျက်နှာကိုလစ်လျူရှုပြီးဆက်ပြောလိုက်သည်ဒါကရှင်တို့ကကျမတို့ကိုဆော်ယာမီသားစုစီမှာကာတာမီသားစုကိုခွင့်လွှတ်ပေးဖို့နဲ့တနားညာရာမှုတောင်းခိုင်းဖို့အတွက်ကစားနေတဲ့ pre air တသက်ပဲမဟုတ်ဘူးလားကာယန်နဲ့ဝီလျံတို့နှစ်ယောက်လုံးတုံ့လုံမှုကြောင့်ခဏတာစက်တေတေသွားကြသည် ရှာလော့ရဲ့တိုက်ရိုက်ဖော်ထုတ်မှုကိုခံလိုက်ရတော့လေဒေါမနစ်ကနည်းနည်းလေးတောင်အနေရခက်ပုံမရပဲဂျင်နာဟန်ဆောင်ရီတုံးပင်ဖြစ်သည်ရှာလော့ငါတို့ကြားထဲမှာနားလည်မှုလွဲနေရာတွေရှိတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ငါတို့ကဘလို့ပဲဖြစ်ဖြစ်မိသားစုတွေပဲလေငါဒီနေ့ဒီကိုလာခဲ့တာနင်တို့အတွက်တကယ်ပဲစိတ်ပူလို့ပါငါနင်တို့စီကနေတောင်းဆိုစရာလေးတွေလည်းရှိပါတယ်ဒီနေ့ तू လုတ်ခဲ့တာတွေအတွက် price ကိုငါပြစ်ပေးပြီးပါပြီ तू နောက်တစ်ခါထပ်မလုတ်တော့ဘူးဆိုတာငါအာမခံတယ်ရှာလော့ဆော်ယာမိသားစုကိုငါတို့ကိုခွင့်လွှတ်ပေးဖို့ပဲပြောပေးပါငါတို့အနာဂတ်မှာနင်တို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါပါ ဒေါမနစ်စကားကိုကြားပြီးတဲ့နောက်တွင်ကာယန်နဲ့ဝီလျံတို့ကသူကအလွမ်းတယ်ဖို့လာခဲ့တာမဟုတ်ပဲရှာလော့ကိုစော်ယာမီသားစုစီသွားပြီးတောင်းပန်ခိုင်းဖို့လာခဲ့တာဆိုတာကိုသဘောပေါက်သွားကြသည်ရှာလော့အားပြစ်မှတ်အဖြစ်ရွေးချယ်ခဲ့ခြင်းမှာသူမကစော်ယာမီသားစုနဲ့လက်ထပ်တော့မယ်လို့ထင်နေုံပဲဖြစ်ပြီးသူတို့နဲ့အဆင်ပြေအောင်နဲ့ပြန်လည်တင်းမြတ်ဖို့ကြိုးစားနေခြင်းဖြစ်သည်ရှာလော့ကကိုကိုကိုလှောင်ပြောင်တယ်လို့ရေလိုက်သည်ကျမကိုထောက်ထားပြီးစော်ယာမီသားစုကရှင်တို့ကိုခွင့်လွှတ်ပေးလိုက်မယ်လို့ဘာကြောင့်ထင်နေကြတာလဲကျမကဘသူမို့လို့စော်ယာမီသားစုကိုလွှမ်းမိုးနိုင်ပါလဲဒေါမနစ်ကစိုးရိမ်တကြီးနဲ့မေးလိုက်သည် နင်ကဤတန်ဆော်ယာရဲ့သားနဲ့ဆစ်ဆက်ထားတာမဟုတ်ဘူးလားဆော်ယာမိသားစုကငါတို့ကိုဒီလိုလုပ်ခဲ့တာကသူတို့ကမင်းအတွက်ကလဲစားချေပေးနေတာကြောင့်ပဲနင်ကနားလည်မှုလွဲမှားခြင်းတစ်ခုသာဖြစ်တယ်လို့သူတို့ကိုရှင်းပြပေးဖို့ပဲလိုအပ်တယ်ပြီးရင်အကုန်လုံးမကြခင်မှာပြေလည်သွားလိမ့်မယ်ရှာလော့ကခါးသီးစွာပြုံးလိုက်ပြီးပြောလိုက်သည်ဘာလို့ဆစ်ဆက်ထားရမှာလဲဤတန်ဆော်ယာရဲ့သားကအိမ်ထောင်ကြပြီးတာကြာလာပေါ့အခန်းလေးဆက်ခုမှ90အထိပြီးပါပြီ